ရှမ်းပြည်နယ်တောင်ကြီးမြို့တောင်အစင်းလန်အေးသာယာရက်ွက်တဲ့အင်ဂျင်တောင်ကြီးကံတစ်ကြောင်အနီးအနားမှာရှိတဲ့တိုးလာနေတဲ့ကျူးကျော်အိမ်တွေကို22ရက်အတွင်းရှင်းလင်းမယ်လို့တောင်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကသိရပါဗျ။ဒီလိုကျူးကျော်ရှင်းလင်းမှုနဲ့ပတ်သက်ပြီးဖေဖော်ဝါရီလ22ရက်နေ့ကတောင်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါဗျ။ တောင်ကြီးအစင်းလန်အင်ဂျင်တောင်ကြီးမှာရှိတဲ့စိုက်ပျိုးရေးခြံငကားရေထွက်နာမှာအရင်ကတက်တော်မြေနေရအဖြစ်ကပယ်ဖျက်လိုက်ပြီးအစိုးရအစီအမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေနေရအဖြစ်သတ်မှတ်ခဲ့ကြောင်းအခုအချိန်မှာကျူးကျော်အိမ်တွေတစားတစ်တစားပုံမှုများပြားလာတဲ့အတွက်ဖယ်ရှားနိုင်ဖို့ရှမ်းပြည်နယ်အစိုးရကညွှန်ကြားချက်အရတောင်ကြီးခရိုင်နဲ့တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ကတားမြစ်စာရေးထုတ်ပြန်ထားကြောင်းနဲ့ဖေဖော်ဝါရီလ22ရက်နေ့ကကျူးကျော်စီရင်ကောက်ခံခဲ့ရအင်ဂျင်83ရင်းရှိပြီးဆက်လက်တည်ဆောက်ဖို့အတွက် ကွက်ဖော်ထားတာအကွက်30ရှိရလို့သိရပါဗျ။အဲ့ဒီကျူးကျော်အိမ်တွေကိုဖေဖော်ဝါရီလ23ရက်နေ့မှာသတိပေးစာထုတ်ပြန်သွားမှာဖြစ်ပြီး21ရက်အတွင်းဖယ်ရှားပေးဖို့အသိပေးမှာဖြစ်ကြောင်းနဲ့ဖယ်ရှားခြင်းမရှိပါကဥပဒေအရဆက်လက်အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူးဦးကျော်အမ်မောင်ကအခုလိုပြောပါဗျ။ဆော့ပြီးလား80ရက်ဟုတ်83လို့ဘူးပါပါတဲဒီဘူးပါပါဟိုအစားအုပ်ပြီးလားအစားအုပ်ပဲပြောတော့ ောက်လို့ပြောပြီးသားဆက်ဆက်ကြောင်းဘူး။ဒါကတော့ဆက်ပါပြောကျွန်တော်တို့ပြည်ရပြောတယ်ကျူဖို့ဆိုတာမြေဝတ်ထပ်ပေါ်လို့ဒါကွက်သုံးတယ်လို့ပေါ်တိုင်းနေရာပြရပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကသက်ဆိုင်ရာကျွန်တော်တို့တော်တော်လေးဒီဥရိယရေးချော်ရပါဘူး။ကျွန်တော်ကဆွေးထုတ်တာဖြစ်ပါတယ်။အဲ့တော့နိုင်ငံတော်ဖြစ်ပိုင်းမြေပြေပုံစီမီဥပ္ပီရကျွန်တော်ကပြမဟုတ်လို့နိုတစ်စာထုတ်ပါမယ်အဲ့ဒါနိုတစ်စာကတော့ 55ခါကြီး69တိအကြကျွန်တော်တို့တစ္ဆာထုတ်ပြလို့ဖြစ်ပါလေလူတစ္ဆာထုတ်ပြီးတမက္ကလာသူတို့ကိုတမက္ကလာပြီးပါလေအဲတမက္ကလာပြီးပြည့်ကာလအတွင်းမှာဖြစ်အားလို့ဆိုရင်ကျွန်တော်ကိုရီဒေါ်ရာရှိတဲ့အဆွေမျိုးနဲ့တော့ကိုရီဒေါ်ရာရှိအာဏာနဲ့ကျွန်တော်တို့ကပုံမှန်ဥပ္ပေပုံမှန်25 69နှစ်အကြပြားရုံးပါ 应该你在表达思路吧，对吧？<んで S 1> ပဒေအရတောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူးကအတီးပြုတ်ညွှန်ကြားစာထုတ်ပေးရမှာဖြစ်ပြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကသဘောတူပါကနေဥပဒေ69-1အရအဆိုပါပုဂ္ဂိုလ်ကိုတင့်တင့်လျှောက်ပတ်တဲ့အချိန်ပေးပြီးအန်လာပုံစံကိုစီလျော်အသုံးပြုပြီးမြေပေါ်ကဖယ်ရှားနိုင်မှုတတိပေးစာထုတ်ရမှာဖြစ်ကြောင်းနဲ့အဲ့ဒီတတိပေးစာကိုအဆိုပါပုဂ္ဂိုလ်ကိုတွားရောက်ပေးခြင်းဖြင့်အတီးပြုတ်ရမည်မဖယ်ရှားပါကခရိုင်အုပ်ချုပ်ရေးမှူးကတရားလိုပြုလုပ်ပြီးတရားရုံးကိုဦးတိုက်ရှောက်ထားရမယ်လို့ပါရှိထားတာဖြစ်ပါတယ်